ကွန်ပျူတာရဲ့ကီးဘုတ်ကိုအသုံးပြုပြီးတော့စကရင်ရှော့ရိုက်ချင်တဲ့သူတွေတော့ကွန်ပျူတာရဲ့ရှော့ကတ်ကီးရတော့ဝင်းဒိုးကီးရဲ့တော့ပြီးလို့ရှိရင်ကီးဘုတ်မှာဟိုးအပေါ်ဆုံးမှာပါတဲ့ PRDSC ဆိုတဲ့ print screen ဆိုတဲ့ဟာကိုတွဲနှိမ့်လိုက်လို့ရှိရင်မျက်လုံးလေး flat ဖြစ်သွားတယ်အဲ့ဒါကဘာလို့တာလဲဆိုရင်ဒီစကရင်ကိုဓာတ်ပုံရိုက်လိုက်တာဖြစ်ပါတယ်ခင်ဗျာ ဲ့ဒါကိုကျွန်တော်ဗမာတက်ကြည့်မယ်ဆိုရင် DPC ကိုဖွင့်ပြီးတော့ အဲ့ဒီမှာ picture ကိုနှိပ်လိုက်တာနဲ့တင် screen shot ဆိုတဲ့နေရာကိုရောက်သွားတယ်ပေါ့နော်အဲအဲ့ဒီမှာနော် PR ခုနကပြောလိုက်တဲ့ window key ဆိုတာကကြတော့ဒီမှာ window logo လေးပေါ့နော် PRDSC ဆိုတဲ့ print screen ဆိုတာကကြတော့ဟိုးအပေါ်ဆုံးမှာဒီမှာပုံနာပြတာအဲ့နှစ်ခုကတွဲနှိပ်လိုက်လို့ရှင်နော် computer မှာကိုကမျက်နှာပြင်တစ်ခုလုံးကိုဓာတ်ရိုက် screen shot ရိုက်လိုက်တာဖြစ်ပါတယ်ခင်ဗျာမဲ ကွန်ရာသုံးပြတဲ့လူတွေအလုံးပဲအသုံးဝင်နေဆိုရင်ဒီနီလန်းလေးကိုယူသုံးလို့ရပါတယ်ခင်ဗျာ